ဟုတ်တရင်တူတရင်မတွေနဲ့အမုံတရားတွေကဆက်ဆက်မှုရှိသလားဆိုလို့ရှိရင်မြန်မာနိုင်ငံမှာတော့အများကြီးဆက်ဆက်မှုရှိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီအမုံတရားတွေဆိုတာကစိတ်ခံစားချက်ကနေပြီးတော့စပြီးဖြစ်လာတာပေါ့နော်။ဒီတရင်တူတရင်မလှုပ်တဲ့သူတွေကလည်းဒီရဲ့အချက်ကိုပဲကင်ပြီးတော့မှလူတွေရဲ့စိတ်ခံစားချက်ကိုဟိုပို့ပြီးတော့မှတိုးပွားအောင်လုပ်ပြီးတော့မှတရင်တူတရင်မတွေဖြန့်လေရှိရပေါ့နော်။တရင်တူတရင်မတွေဆိုတာကအမုံစကားတွေကိုဖြစ်စေပြန့်နှံ့စေပြီး ပရိပခတွေပိုကြီးလာစေတဲ့အရင်အမြင်လို့ဂျာမုံကမြင်ပါတယ်။အခုနောက်ပိုင်းဆိုရင်ဆိုရှယ်မီဒီယာမှာအဲ Reels တို့ Shorts တို့ခေစားလာတဲ့အခါတွေ့ကြမှာပါ။အအတင်းဖြင့် Content Creator တွေရဲ့လီစဲချက်ကားထားတဲ့ဒီ storytelling မျိုးပုံစံနဲ့ video တို့တွေပေါ့လေဥပမာဟိုပေါ့နော်လူမျိုးရေးကိုပြောတာမျိုးမဟုတ်ဘဲနဲ့တရားနဲ့တရားဒီတရားကိုမကျင်တတ်တာမကျင်တတ်လို့ရှိရင် live မှာငါဖြွားလိုက်မယ် အဲဒီဒီ social media မှာဖွားလိုက်မယ်ဒီလိုဆိုလို့ရှိရင်နင်ဘာတက်နိုင်သေးလဲဆိုတာမျိုးနဲ့တင်အဲချိန်ချောက်တာမျိုးပေါ့နော်အဲလူတယောက်ကိုအဲဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေအဲအရင်ပြောလိုက်တဲ့သူကအရင်ဖွားလိုက်တဲ့သူကပေါက်သွားရင်ဟိုပေါ့နော်နင်ဘာတက်နိုင်သေးလဲငါဒီလိုလုပ်မယ်ဆိုတော့ဒါမျိုးဖြစ်ရတယ်ကလည်းရှိတဲ့ခါကြတော့ ဆိုတော့ကျမတို့ကငငယ်လေးတည်းကလည်းကြီးပြင်းလာတဲ့အခါမှာတစ်ခါကြလို့ရှိရင်အယူဆအမားတွေနဲ့ကြီးပြင်းလာတာတွေရှိတယ်။ဆိုတဲ့ခါကျတော့ဒီလိုမျိုးအယူဆအမားတွေနဲ့ကြီးပြင်းလာတဲ့ဟာတွေမှာသတင်းတူသတင်းမားတွေကဒီမှာပေါ်လာတဲ့ခါကျလို့ရှိရင်ကျမတို့ကတခုခုဆိုရင်မစင်စားတော့ဘဲနဲ့ဒေါသထွက်ပြီးတော့မှအာဒါဟုတ်တယ်ဆိုပြီးတော့လှုပ်လေရှိတယ်ပေါ့နော်။ဒီစစ်ကောင်စီ lobby တွေဆိုရင် Telegram တွေကနေတဆင်ပေါ့နော်။သတင်းတူသတင်းအမားတွေတင်ပြီးတော့လူမျိုးရေးဘာသာရေးပြည်ပခါဖြစ်အောင် တော်လှန်ရေးအားယုံအောင်လို့လောက်ကျန်သတင်းတွေချက်ကားပြောဆိုမှုတွေနဲ့အမုန်းစကားဝါဒတွေဖြန့်တယ်။အဲဒီလိုကနေပုံဖြတ်လေးရှိကြတယ်။ဒါတော့သတင်းအတုသတင်းအမှားတွေနဲ့အမုန်းစကားတွေကြားဆက်ဆက်မှုရှိတယ်ဆိုတာမြင်သာစေတဲ့ဥပမာလို့ပြောလို့ရပါတယ်။ကိုတုံးတဲ့သူတွေကလည်းဒါကိုမမြင်ရင်ကြော်သွားလို့ရပါမယ်။အဲဒါကြီးကကြံနေခဲ့တာပေါ့နော်ဟုတ်တော့မဟုတ်တလားမဟုတ်တလားလည်းမသိဘဲနဲ့ဒါတွေကနောက်ပိုင်းမှာကျရင်ဒီကျွန်တော်တို့ရဲ့အတိုင်းအဝန်အဖွဲ့အစည်းကို အဲအင်ပက်ကြီးကြီးရှိနေရှိမယ်လို့ယုံပါတယ်ဆိုတဲ့ခါကျတော့ကျမတို့ကဒီလိုမျိုးတွေမဖြစ်အောင်လို့ဆိုလို့ရှိရင်တော့အထူးသဖြင့်ဟို fact check လုပ်ဖို့လိုတယ်ပေါ့နော်ကျမတို့ကဒါတွေကိုထင်းထင်းသိမ်းသိမ်းလေးနဲ့အဲ့လိုမျိုးတခြားလေးစစ်စစ်ပြီးတော့မှအတွင်းမြင်တွေကိုရေးမယ်ရှယ်မယ်ဆိုလို့ရှိရင်တော့ဟိုသတင်းတူသတင်းမားတွေကိုလည်းတစ်ဖက်ကနေပြီးတော့ရှော့ချနိုင်တယ်တစ်ဖက်ကလည်းအမုန်းစကားတွေပေါ့နားနဲ့ဆက်ဆက်ပြီးဖြစ်လာတဲ့အမုန်းတရားတွေအမုန်းစကားတွေကလည်းပို့ပြီးတော့ရောကြသွားမယ်လို့ထင်တယ်ပေါ့နော် Speedmatter ရဲ့ပြည်သက်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ